ဟယ်လို online သင်တန်းသားတွေအားလုံးပဲမင်္ဂလာပါပါနော်ခုအစ်အစ်မှာကျွန်တော်တင်ပြထားတာတော့ဒီဝါရင်းတန်းရကရန်နဲ့ပတ်သက်တဲ့ plan တွေကိုကျွန်တော်ဒီ second recording video တွေစံကြမ်းမှာရှင်းပြထားရတော့တင်ပြထားတယ်ဒါပေမဲ့ basic ပိုင်းကနည်းနေတယ်နည်းလို့ဒါကြောင့် revision ပြန်တဲ့အနေနဲ့အခြေခံသမားတွေကြည့်ရတာလွယ်ကူအောင်နော်ဒီ earbud စံကြမ်းမှာတက်ဆင်ထားတဲ့စင်ဆာရှင်မျိုးအောက်ဝက်6မျိုးအဲ ECU တို့ရဲ့အကြောင်းလေးတွေကိုတစ်ခုချင်းစီရဲ့အလုံးလုံးပုံလေးတွေပြည့်ချက်ကုန်လေးတွေသူတို့တိုင်းတာတဲ့နီးစနစ်လေးတွေကိုပြန်ပြီးတော့ revision ပြန်ပေးမှာဖြစ်ပါတယ် တကယ်ဒါကျွန်တော် online သင်တန်းမှာတက်ရောက်နေတဲ့သင်တန်းသားတွေအနေနဲ့ EFI နဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားကိုနားလည်ခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးရမှာဖြစ်ပါတယ်။နော်အရင်ဗီဒီယိုမှာကတော့ကျွန်တော် ECD စာနဲ့ပတ်သက်ပြီးတော့စာရီးလည်းရှင်းပြခဲ့ပြီးပြီးဆိုင်ကယ်မှာတိုင်းတာဆီဆီတဲ့နီးလန်းကိုလည်းရှင်းပြခဲ့ပြီးသွားပြီဒီဗီဒီယိုမှာကတော့ဆိုင်ကယ်မှာတက်ဆင်ထားတဲ့ CKB လို့ခေါ်တဲ့ crash shaft position sensor အင်ဂျင်အပတ်ရည်နဲ့ grind တီနေရအာရုံခံ sensor အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့မှာကျွန်တော် EFI ဆိုင်ကယ်မှာနှစ်မျိုးတွေ့ရပါတယ် grind sensor ဆိုတာနှစ်မျိုးတွေ့ရပါတယ် pickup coin နဲ့လာတဲ့ ကျွန်တော်တို့အလွယ်တကူပြောမယ်ဆိုရင်တော့ပါစာနဲ့တူတယ်ပေါ့နော်တရုတ်ဆိုင်ငံမှာရှိကြတဲ့ပါစာနဲ့တူတယ် pick up coin လို့ခေါ်တဲ့ CKB စင်စာကတစ်မျိုးနောက်တစ်ခုက hot IC နဲ့တိဆောက်ထားတဲ့မော်တာပြောင်းဆိုင်ငံတွေမှာအသုံးပြုထားတဲ့ hot IC နဲ့တိဆောက်ထားတဲ့ကျိုး6ချောင်းနဲ့လာတဲ့ CKB စင်စာကတစ်မျိုးဆိုပြီးတော့အားလုံးပေါင်းစုစုပေါင်း2မျိုးတွေ့ရပါတယ်မော်တာပြောင်းဆိုင်ငံတွေမှာဆိုရင်လည်းသူ့ကို CKB လို့ပဲခေါ်ပါတယ်စတက်မော်တာပါတဲ့ဆိုင်ငံမှာလည်း CKB လို့ခေါ်ပါတယ်စတက်မော်တာပါတဲ့ဆိုင်ငံမှာじゃသူက pick up coin အမျိုးစားဖြစ်တယ်ကျိုးနှစ်ချောင်းနဲ့တက်စင်အသုံးပြုထားတယ်အဲကျွန်တော်တို့ကအော်မော်တာကောင်းဆိုင်ငံမှာပါတဲ့ CKB ကတော့ သူကကျိုးချောက်ချောင်းပါလေသူကတော့ picket coin မပါတော့ဘဲနဲ့ hot ic နဲ့ပဲသူကတိဆောက်ထားတယ်အခုရှင်းပြမှာကတော့ကျွန်တော်တို့က1.125ရဲ့ဆိုင်ကလေးမှာတက်ဆိုင်အသုံးပြုထားတဲ့ picket coin မျိုးစားဖြစ်တဲ့ကျိုးနှဆနဲ့လာတဲ့ CKB စင်စာအကြောင်းကိုရှင်းပြမှာဖြစ်တယ်အဲ့ဒီကနေပါတဲ့ CKB C နဲ့ K ရဲ့အဓိပ္ပာယ်ကတော့ grand shop ရဲ့အဓိပ္ပာယ်ရပါတယ် P ကတော့ position ဖြစ်ပါတယ်စင်စာဖြစ်နေလို့သူ့ကို grand shop position စင်စာမြန်မာလိုဘာသာပြန်လိုက်တော့ grind တီနေရာနဲ့ engine အပိတ်အတိုင်းစင်စာဖြစ်ပါတယ် သူ့ကိုတန်လိုက်အောင်ဘုံထဲမှာတက်ဆင်ထားပါတယ်တန်လိုက်အောင်ဘုံထဲမှာတက်ဆင်ထားပါတယ်သူ့မှာကျိုးပဲနှချောင်းပါတော့နှချောင်းပါပါတယ်ကျိုးနှချောင်းပါပါတယ်တဲ့နှချောင်းပါတော့တဲ့ကျွန်တော်တို့က1 and cycle 1 to 5 and cycle ကလစ်1 dance copy 1 dance zoom eye 1 dance သူတို့တွေအားလုံးမှသွားကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကဘာတွေ့နေရလဲဆိုတော့ပြာဟွာနဲ့ဖြူဟွာဆိုပြီးတော့ပင်နံပါတ်12နဲ့23မှာသွားတွေ့ရမှာဖြစ်ပါတယ်ထားလိုက်ပါဒီပင်နံပါတ်တွေကိုထားလိုက်ပါဒီအယောင်တွေကိုထားလိုက်ပါဒါပေမဲ့ကျွန်တော်တို့ကတော့သိရမှာတော့သူ့မှာကျိုးနှချောင်းပါတယ်လို့သိရပါမယ်တဲ့ ဲ့တော့ကျိုးနှချောင်းပါတဲ့စင်စာတွေမှာဆိုရင်တဲ့သူတို့ရဲ့အုံတံမိုးတွေကိုတိုင်းတာဖြစ်စေဘိုးအထွက်တွေကိုတိုင်းတာပဲဖြစ်စေမီတာကိုပဲအသုံးပြုပြုဒက်စတာကိုပဲအသုံးပြုပြုတိုင်းတာတော့မယ်ဆိုရင်သူတို့ကျိုးနှချောင်းကိုသာတိုင်းတာရမှာဖြစ်ပါတယ်တဲ့မီတာကိုဘော်ဒီမှာလည်းအချစရာမလိုပါဘူးဒက်စတာကိုဘော်ဒီမှာလည်းညက်စရာမလိုပါဘူးဒက်စတာနဲ့တိုင်းတယ်သူတို့နှချောင်းပဲတိုင်းမီတာနဲ့တိုင်းတယ်သူတို့နှချောင်းပဲတိုင်းတယ်အုံမဲတိုင်းတိုင်း AC တိုင်းတိုင်းကြိုက်တာတိုင်းသူတို့အချင်းချင်းကျိုးနှချောင်းကိုပဲတိုင်းတာရမှာဖြစ်ပါတယ်တဲ့အဲ့တော့တဲ့မီတာနဲ့တိုင်းခဲ့မယ်ဆိုရင်တဲ့မီတာကိုကျွန်တော်တို့က ဒီကောင်မကဒီ1.125ရဲ့ cycle မှာကတဲ့မီတာနဲ့ပုံတိုင်းလိုက်မယ်ဆိုရင်တဲ့သူ့ရဲ့အုံတန်ဘိုးပါတဲ့204 240အုံဝင်းကြီးရှိပါတယ်တဲ့အကယ်၍ဒါနဲ့ကျွန်တော်တို့က AC တိုင်းလိုက်မယ်ဆိုရင်တော့တဲ့3ဘိုးဝင်းကြီးဖတ်ပါတယ်တဲ့3ဘိုးဝင်းကြီးဆိုတာကကျွန်တော်ကဆက်နိုးနေတဲ့အချိန်ကိုပြောတာမဟုတ်ပါဘူး CKB စင်စာမှာရှိတဲ့ကျိုးနှောင်းကိုဖြုတ်မီတာကို AC 200မှာထားမီတာရဲ့ဆလက်တာကို AC 200ကိုရွှေ့ ရွှေ့ပြီးသွားရင်ဘာလို့မလဲဆိုတော့กินနေပြီးတိုင်းမယ်ဆိုရင် AC သုံးဖို့ဝင်းကျင်လောက်ထွက်ပါတယ်တဲ့နော်တဲ့နောက်တစ်ခုကကျွန်တော်တို့ကတက်စတာနဲ့တိုင်းမယ်ဆိုရင်လည်းတက်စတာမှာ ground ညက်တာတစ်ဖက်ပါတယ်ထောက်တာတစ်ဖက်ပါတယ်အပေါင်းဘက်အနောက်ဘက်ပါတယ်ပေါ့နော်တက်စတာမှာလည်းတက်စတာရဲ့ညက်လေးကို CKB CKB စဉ်းစားမှာဆိုရင်ဇာတ်တို့ကကျိုးပဲနှချောင်းရှိလဲဆိုတော့ကျိုးနှချောင်းထွက်တယ်တဲ့အယောင်လေးအသာထားတက်စတာဝိုးတဲ့ဒီဘက်မှာတဲ့ညံ့ညံ့ဒီဘက်မှာထောက် ဘော်ဒီမှာအချစရာမလိုပါဘူးတဲ့သူ့ရဲ့ကျိုးနှချောင်းပါရဲ့နှချောင်းလုံးမှာတက်စတာတချောင်းကိုညှက်တချောင်းကိုထောက်ထောက်ပြီးတော့ကင်းင်းကျင်တက်စတာမှာမီလီကမှိတ်တော့မှိတ်တော့လင်းနေခြင်းဟာ AC ဖို့ထွက်တယ်လို့ဆိုလိုတာပါတဲ့သူကထွက်တဲ့ဘိုးကအရန်နေနေသည့်အတွက်ဒီဂျီနယ်မီတာနဲ့သွားကြည့်နေရင်ဘိုးကအငိမ်မဟုတ်သည့်အတွက်တို့မျက်စိနောက်မှာစိုးတယ်အဲ့ဒါကို AC ဒီဂျီနယ်မီတာနဲ့မတိုင်းကျင်ရင်တက်စတာနဲ့သွားတိုက်မယ်ဆိုတော့တက်စတာမှာတော့ဒါမီလင်းလာရင်မီလင်းမှိတ်တော့မှိတ်တော့ဖြစ်နေရင်တော့ဒါ AC ထွက်တာပေါ့နော်အဲ့တော့တဲ့ဒါကတော့ဒီ CGB စင်စာနှစ်ဆတော့ CGB စင်စာကို ဒီဂျစ်တယ်မီတာကိုသုံးပြုပြီးတော့အုံတံမိုးတိုင်းရဲ့240ဝမ်တိုင်းဆန်ကဲမှာထွက်ကြောင်း AC ဘဝတိုင်းမဲ့ဆိုရင်တော့သုံးဖို့ထွက်ကြောင်းတက်စတာနဲ့တိုင်းမဲ့ဆိုရင်တော့မီးလင်းရပါမယ်တဲ့မီးမလင်းဘူးဆိုရင်တော့ဒါက AC မထွက်လို့ပေါ့နောက်တစ်ခုကတဲ့ဒါကတော့ကျွန်တော်တို့က CKB စင်စာနဲ့ပတ်သက်ပြီးတော့ဒီဂျစ်တယ်မီတာကိုသုံးပြုပြီးတော့အုံတံဖို့နဲ့ AC တိုင်းနီးတက်စတာကိုသုံးပြုပြီးတော့သူကနေ AC ထွက်မထွက်ကိုမီးလင်းမလင်းနဲ့သူကကြည့်တာပေါ့နော်အဲ့လိုတိုင်းတာနီး ဒါဆိုရင်ね CKB စာရဲ့သူ့ရဲ့အထိပ္ပယ်လေးကခိုင်းတီနေရတဲ့အင်ဂျင်ပတ်ရည်အတိုင်းစင်သားဆိုတော့ကျွန်တော် digital media ထဲမှာအုံးနဲ့ AC ဖို့ပဲတွေ့ရတယ်အင်ဂျင်ပတ်ရည်ကိုမတွေ့ရဘူးအစတာမှာလည်းမီလီမီလီမဲ့သိရတယ်အင်ဂျင်ပတ်ရည်ကိုမတွေ့ရဘူးအင်ဂျင်ပတ်ရည်ကိုသိချင်စက်ထဲမှာသွားကြည့် scanner 2ထဲမှာသွားကြည့် scanner 2ဆိုတာကကျွန်တော်ဒီမှာဆိုတော့ API ဆက်ကိုသုံးနေတယ် API ဆက်ရတာစက်ထဲဝင်လိုက်မှာဆိုပထမဦးဆုံးစာကြောင်းမှာဆိုအင်ဂျင် speed လို့တွေ့ရမယ်အင်ဂျင် speed ဆိုတာအဲ့ဒါ CKB စင်သားအလုပ်လုပ်တဲ့နေရာ CKB စင်သားနဲ့ပတ်သက်ပြီးတော့အချက်လက်ပြတဲ့နေရာဖြစ်တယ်အဲ့ဒီနေရာမှာသွားကြည့်လိုက်မယ်ဆိုရင်တော့တဲ့ ။ INSP ရဲ့နောက်မှာတဲ့ဒီ manual vein တွေဆိုတာကတော့ကျွန်တော် gear ထိုးပြီးမောင်းရတဲ့ vein တွေပေါ့1 2 3 4စသဖြင့်ပေါ့နော်။ auto vein တွေမှာကျ gear ထိုးစရာမလိုတော့ဘူး။အဲ့တော့ manual vein တွေမှာကျတော့သူက engine RPM ကတော့1200 1300ဝင်းကျင်မှာရှိပါတယ်တဲ့။1200 1300 RPM ရှိတယ်။ gear ထိုးစရာမလိုတဲ့ clutch copy လိုပုံစံမျိုးတွေ160လိုပုံစံမျိုးတွေမှာကျတော့ RPM က1500 1600ရှိပါတယ်တဲ့။ဒါဆိုရင်ဒီ1200ဆိုတာကတဲ့ဘာကိုပြောတာလဲတဲ့ဒီ1200ဆိုတာဘာကိုပြောတာလဲဆိုရင်တော့တဲ့ အဲ့ဒီ1900ရဲ့နောက်မှာ RPM လို့ပါပါတယ်တဲ့ RPM ဆိုတာ RVLUDIN Revolution per minute ဆိုတာတမိနစ်ရဲ့ engine ရဲ့ level နှုန်းဖြစ်ပါတယ်တဲ့တမိနစ်အတွင်းမှာ engine လဲတဲ့အပတ်ရည်ကိုဆိုလိုတာပါတဲ့ဒီမှာရှိတဲ့1200ဆိုတာကတဲ့အခုကျွန်တော်ဒီ1တိုင်းဆိုင်ကလေးကိုနှိုးလိုက်မယ်ဆိုရင်တဲ့စက်ထဲမှာတဲ့1200မှာလေးပါမဆွဲခင်အနေထားပေါ့နော်စလုံးအနေထားမှာဆို1200ပြတယ်1200ဆိုတာဘာလဲဆိုတော့ဒီဆိုင်ကလေးဦးတဲ့ဒီမှာမစွဲခင်အနေထားမှာတဲ့ဒီစီဆိုင်ကလေးမှာရှိတဲ့ client ရဲ့အပတ်ရည်ဒီတဲ့တမိနစ်ကို engine အပတ်ရည်ပေါင်း1200လဲမယ်လို့ဆိုလိုတာပါ အကယ်၍ဒါလည်းဒီဝန်ထမ်းရဆိုင်ငယ်ကြီးကိုလေးပါဆက်နှိုးပြီးတော့လေးပါဆုံးဆွဲလိုက်မယ်ဆိုအာဘီယံ1000ဝန်းကျင်ရှိပါတယ်အဲ့1000ဆိုတာဘာလို့ဆိုလိုတာလဲဆိုတော့ဒီဆိုင်ငယ်ကြီးကိုတမင်းနဲ့တိတိလေးပါအဆုံးထိဆွဲထားမယ်ဆိုရင်တဲ့ဗါလဲဒီ1000ဒီဗါလဲတမင်းနဲ့ရဲ့အင်ဂျင်လေပတ်တဲ့အပတ်ရည်ပဲဖြစ်ပါတယ်တဲ့ဒါဆိုရင်သူ့ကိုကျွန်တော်တို့ကတက်စတာနဲ့တိုင်းနဲ့ညီမီလင်းမလင်းတိုင်းနဲ့ညီလင်းရင် AC ထွက်တယ်မလင်းရင် AC မထွက်လို့ပါမီတာနဲ့အုံတိုင်းညီ240 digital meter နဲ့ AC ဖို့ထွက်တိုင်းညီ3ဖို့ကျိုးက2ချောင်းပဲပါတယ်သူတို့ချင်းချင်းပဲတိုင်းရမယ် body မှာ ကိုသုံးပြီးရပစ္စည်းတွေကိုအချစရာမလိုပါဘူးနောက်တစ်ခုကတော့အဲဒါကုတ်ဆိုတာအဲဒါဆိုတာအမကုတ်ဆိုတာကုတ်အမကုတ်ပြစ်ချက်ကုတ်ပေါ့နော်ပြစ်ချက်ကုတ်ကတော့ဟွန်နာမှာဆိုရင်တော့52ချက်ဖြစ်ပါတယ်52ချက်ဆိုတာကသူကဘယ်လိုခုံမှာလဲဆိုရင်တော့52ချက်ဆိုတာအနေ၅ချက်နေ၅ညနှစ်အနေ၅ချက်ကဘယ်လောက်လဲတစ်ချက်ကို30 5ချက်ခုံတော့90အမြန်တစ်ချက်ကနှစ်52ချက်ရမဟာမှာကြတော့အမြန်အမြန်တက် မဟုတ်လေနှစ်တက်ညာနှစ်အနည်းကတစ်ချက်ခုံတော့10အများနှစ်ချက်ကနှစ်ဆိုတော့12ချက်ခုံမှာဖြစ်ပါလေတဲ့ဒါတော့နော်ဒီ1.125ရဲ့စံငယ်ဒီမှာအသုံးပြုထားတဲ့ pick gap ဝင်မျိုးစားဖြစ်တဲ့ grain စင်စာနှစ်စားတော့စင်စာကို tester meter အသုံးပြုပြီးတော့ on AC ဘို့ထွက်နော်မီလီမီလင်တိုင်းတာနီးနောက်တစ်ခုကဆက်ထဲမှာကြည့်တဲ့အခါမှာ engine speed ဆိုတာက CKB အလုံးလုံးတဲ့နေရာကိုဆိုလိုတာပါ ဂီယာထုတ်ပြီးမောင်းရတဲ့ဘိမှာ RPM 1900အော်တိုဘိမှာ1500ဝန်းကျင်ရှိတယ်နောက်မှရှိတဲ့ RPM ဆိုတာကဒီအင်ဂျင်ဘက်ကြီးကိုတိုင်းတာတဲ့ unit ဖြစ်တယ်အဲ unit ဆိုတော့ဘာလဲဆိုတော့ RPM ဆိုတော့ revolution per minute အင်ဂျင်အင်ဂျင်ရဲ့တမီနစ်အတွင်းမှာလဲတဲ့အင်ဂျင်ရဲ့အပတ်ကြီးကိုဆိုလိုတာပါ slow နေသားမှာဆိုရင်တဲ့ slow နေသားလိုက်မှာဆိုရင်ဒီကောင်အားတဲ့တမီနစ်အတွင်းမှာလဲအင်ဂျင်အပတ်ကြီး1900လေးပါတယ်တဲ့လီဘာတာအဆုံးထွက်စားမယ်ဆိုရင်တော့တမီနစ်အတွင်းမှာအင်ဂျင်ဘက်ကြီး1000ဝန်းကျင်ကန်လေးပါတယ်တဲ့ နော်အဲ့ဒါဆိုရင်ပြည့်ချက်ကုန်လေးလည်းသိမယ်သူ့ကိုအတူကောက်လည်းသိမယ်အရှိကောက်လည်းသိမယ်မြန်မာလိုအထိပ်ပဲသိမယ်ဂျူနှချောင်းပါဝနာသိမယ် RBN ဆိုတဲ့ unit ကလေးကလည်းတမီနီရဲ့အင်ဂျင်လည်းပန်းတော့ဆိုလည်းတည်သွားပြီဂီယာဘေးနေမှာ1200အော်တိုဘေးနေမှာ1500ဝန်းကျင်ရှိတာလည်းသိပြီတက်စတာမီတာအသုံးပြုပြီးတိုင်းတာလည်းသိသွားပြီဆက်ထဲမှာလည်းကြည့်ရသွားပြီဆိုတော့ကျွန်တော်တို့စားရပြီးတော့တဲ့အချိန်မှာစိုင်ကယ်မှာလက်တွေတိုင်းတာစစ်စစ်ကြည့်ရအောင်ပါ Okay let's go အဲ့တော့လက်တွေတင်တဲ့ပတ်စဉ်15မှာအာဗီဒီယိုရိုက်နေရင်းနဲ့ ဒါ online တင်နန်းသားတွေအတွက်ကိုနော်ဖြည့်ဆွက်တဲ့ဖြည့်ဆွက်စာလေးတွေပေါ့နော်ဖြည့်ဆွက်စာလေးဆိုတော့အခုက CGB စာနဲ့ပတ်သက်ပြီးတော့စာတွေကတော့ပြီးသွားပြီတဲ့လက်တွေ့တိုင်းပဲတဲ့လက်တွေ့တိုင်းပဲဆိုတော့အရင်ဆုံး CGB စာကိုဆက်ထဲမှာကြည့်ကြည့်အောင်ဆက်ထဲမှာဘယ်နေရာမှာကြည့်ရဲဆိုတော့ကြည့်ကြည့်အောင်အဲ့တော့ဒီကနေ့စတိုးကောင်းအပိတ်ကိုချွတ်ပါတယောက်ကချွတ်ပြလိုက်လေအာဇက်ကိုပဲခြင်ထားပါအားလုံးတည်ကြပြီဆိုမှဆရာတို့မီတာပဲထောက်ထောက်အုံမဲ့တိုင်းနဲ့ဘိုးပဲတိုင်းနဲ့တည်ကြပြီဆိုမှတော့ပုံမှာနော်โอเคဆက်ကိုအရင်ချိန်ဆက်ပါ ပြရပြီဆိုရင်ဆက်ကိုကင်ပါဝေတော့ဖွင့်ပါတော့ဖွင့်လိုက်တဲ့အချိန်မှာဆိုဆက်ထဲမှာဆိုရင်အပေါ်ဆုံးမှာ diagnosis diagnosis ဆိုတာဘာလဲဆိုတော့စဉ်းစားချက်လက်ကြည့်ရှုတဲ့နေရာဖြစ်ပါတယ်စဉ်းစားလက်ချက်လက်ကြည့်ရှုတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကတော့ test နော်အဲ့ diagnosis ထဲမှာကျွန်တော်တို့စဉ်းစား sorry diagnosis ထဲမှာ okay နှိပ်ရပါမယ် okay တစ်ချက်နှိပ်လိုက်ပါ okay တစ်ချက်နှိပ်လိုက်တဲ့အခါမှာဆိုရင်တဲ့ဘာပြုတ်ရလဲ key line မပြုတ်ရဘူးလား အဲ့ဒီ line ထဲမှာ okay ထပ်နေပါတဲ့ okay ပြီးတော့ဒီဟာဝန်တာလားရံပါလားဝန်တာဆိုင်ဝန်တာဆိုင်ဖြစ်နေတော့ဝန်တာထဲကိုသွားပါတဲ့ဝန်တာအောက်များကိုနေမယ်ဖြည်းဖြည်းချင်းသွားမယ်မကြော်သေးနဲ့အဓိကကအခုချိန်မှာမြန်မို့တမန်မို့ကရင်ကြည့်တယ်ဝန်တာထဲမှာ OK နေပါအခုကအောက်မှာ1 and 125ရဲ့ဆိုင်ကဆိုပြီးတော့နှစ်ချောင်းတွေ့မနေရဘူးလားတွေ့ရနေရမှာ model နဲ့ရင်13ထဲကိုသွားမယ်ဒီကောင်က2000ဘလောက်လဲ2020 20ဆိုတော့ဘယ်သွားမလဲ4.5သွားမယ်သူလိုချင်တဲ့က2010ရဲ့အထက်ရောက်ပြီဆိုရင်ဘယ်သွားမလဲ4.5 ့ဘူးပါတယ်ပေါ့ဗျာ2010အောက်တော့2010လို့ဆိုရင်မသွားမလဲ2000ဟိုဟာ13တဲ့ပေါ့ဗျာအဲ့ဒါကူပြောတော့လေးပါစင်စာအကြီးနဲ့လာရင်13တဲ့ပေါ့သွားလေးပါစင်စာမှာကျိုးကျိုးသုံးချောင်းမဲ့ပါရင်4 5တဲ့ပေါ့သွားဥကလေးပါစင်စာမှာကျိုးသုံးချောင်းနဲ့ဆိုတော့ပြောပါမလဲ4 5တဲ့ပေါ့သွားမယ်4 5တဲ့မှာအောင်များတစ်ဖြည်းဖြည်းနှိပ်သွားမယ်မကျော်စီနဲ့တနေ့ကြာရင် OK နှိပ်နှိပ်လိုက်မယ်အဲ့တော့ CGB စင်စာကိုကျိုးတစ်ချောင်းဖြုတ်ထားပါ CGB စင်စာကိုဒူးတစ်ချောင်းဖြုတ်ထားပါ CGB စင်စာဆိုတာဗါလေအင်ဂျင်ဘက်ရည်နဲ့ကလိုင်းဒီနေရာအယုံခံစင်စာဆိုတော့သူဖြုတ်ထားရင်အင်ဂျင်ဘက်ရည်လည်း ECU ကမသိတော့ဘူးကလိုင်းဒီနေရာလည်းမသိတော့ပါဘူးတဲ့သူ့ကိုတစားဖြုတ်လိုက်မယ်တဲ့ဖြုတ်ပြီးတော့ဆရာတို့ကဒီမှာမတွေ့ရမလဲအပေါ်မှာကမတွေ့ရလဲဒီမှာဆက်လေးတစ်ချက်ခိုင်းရအောင်အဲ့တန်လေးခိုင်းရအောင်အပေါ်မှာ view parameter ဆိုပြီးမတွေ့ရဘူးလားတွေ့ရအဲ့စင်စာအချက်လက်ကြီးရှိတဲ့နေရာအဲ့ဒါ okay နှိမ့်လိုက်ပါတကယ်တော့အပေါ်ဆုံးမှတွေ့လား engine speed တဲ့ engine speed နောက်မှာ 0rpm ဆိုပြီးမတွေ့ရသေးဘူးလား ။ဘာဖြစ်လို့0ဖြစ်နေလဲ engine မလဲသေးလို့ engine လဲခဲ့ရင်0နေရာမှာမလုပ်ရမယ်။ခဏန်းတရ။အဲဒီ engine လဲတာတော့မှခဏန်းမတက်ဘူးဆိုရင်ဘယ်စင်စာကိုစစ်မလဲ။ CKB စင်စာကိုစစ်မယ်။အခု engine ကိုကင်းနေကြည့်ပါ။ခဏန်းတက်လား။ဘာလို့မတက်လဲဆရာတို့ CKB စင်စာကိုခုနကသူးတစမဖြုတ်လိုက်ဘူးလား။သူးတစဖြုတ်လိုက်တော့ CKB စင်စာနဲ့ ECU connection ပြတ်တော့မသွားဘူးလား။ပြတ်တော့သွားတယ်။အဲ့တော့ CKB စင်စာကိုကျိုးပြန်တက်ကြည့်ပါ။တို့တက်ပြီးတော့ဆရာတို့ဘာလို့ကြုံလဲကင်းင်းကြည့်မယ် င်းကြည့်ပါโอเคအဲ့တော့ဆရာတို့ဒီမှာ RPM တက်မလားဦးလား RPM ဆိုတာ Revolution Per Minute တနည်းနည်းရဲ့ engine level ငါတို့ design တွေမှာ ်တမင်းနဲ့ပြည့်ပြီဆိုတာနဲ့အင်ဂျင်ဘက်ကြီးဘယ်လောက်လဲမလဲ1200 1300လောက်မလဲဘူးလားအဲ့ဒါအင်ဂျင်အပြန်တက်ပြီဆိုတော့ဒီ CKP စင်စာကယူမှုရအပြန်ကောင်းလားမကောင်းဘူးလားကောင်းတယ်တဲ့ဒါဆိုရင် CKP စင်စာကိုဆက်ထဲမှာကြည့်တယ်ပြီလား CKP စင်စာကောင်းမကောင်းကိုဆက်ထဲမှာကြည့်တယ်ပြီလားဆက်ထဲမှာအပေါ်တုံးကျောင်းမှာအင်ဂျင်စပီးလို့ပေါ်မယ်သူရပြန်ကဂီယာဘေးနေမှာဆို1200 1300ရှိမယ်အော်တိုဘေးမှာဆို1500 1600ရှိမယ်နောက်ပါအပြန်ဆိုတာဗာလဲအင်ဂျင်ဘက်ကြီးကိုတိုက်တာလဲယူနစ်နော် revolution မှာမင်းတွေဆိုတာဗာတို့ကလဲအပတ်ကြီးကိုတိုက်တာလဲယူနစ် ါဆက်နဲ့ကြည့်ရပြီပေါ့ကြည့်ရပြီနော်ဆက်နဲ့ကြည့်ရရင်ဆရာတို့ကဆက်တင်နေအားကိုးလို့မရဘူးမီတာနဲ့တက်စတာတွေနဲ့အသုံးပြုရမယ်ဒါကြောင့်မီတာနဲ့တက်စတာကိုအသုံးပြုပြီးတော့တိုင်းတာဖို့အတွက်ကိုလောလောဆယ်ပုတ်ပေးလိုက်ပါဆက်ကိုဖြုတ်ပါနော်အဲ့တော့ဒါကတော့ဆက်ရှိတဲ့ပြီးတော့မြန်တာပေါ့ကွာ CGB စင်တာလို့လို့မလို့ကိုဖတ်ဆုံးဆက်ထုတ်လိုက်တာနဲ့ဒီနေရာမှာကင်းနေကြည့်ရင်သုံးဖို့စတက်ဆွဲကြည့်ရင် engine layer နဲ့ RBN ခဏကပါလို့တက်ဒါကတော့ဆက်ရှိတဲ့ပြီးတော့ဆက်မရှိတဲ့သူဖို့ဆိုရင် RBN တက်မတက်သိလား ်စီဘီကောင်းမကောင်းတန်းတည်မလားမတည်ဘူးဘာလို့ကြည့်ရမလဲဆိုတော့ဒီစီဘီစင်စာကိုဒီဂျစ်တယ်မီတာနဲ့ဖြစ်စီတက်စတာနဲ့ဖြစ်စီတိုင်းရတော့မယ်တဲ့အဲ့ဒါဆိုရင်လည်းဒီစီဘီစင်စာတွေကပစ်ကက်ကွာရမျိုးစားဖြစ်တယ်ကျိုးမဲ့နှစ်ချောင်းပါလေ EFI main နေမှာနှစ်ချောင်းပါတယ်တဲ့နော်ပြာဝါနဲ့ဖြူဝါဒီစီဘီနံပါတ်7နဲ့3အဲ့တော့ထားလိုက်တော့ပြာဝါနဲ့ဖြူဝါလေးကတော့နှစ်စားတဲ့စီဘီစင်စာဖြစ်နေသည့်အတွက်တဲ့သူ့ကိုတက်စတာနဲ့တိုင်းရင်တက်စတာရဲ့ညက်နဲ့ထောက်ရမယ့်ဘက်ကိုဘယ်ဟိုပဲထောက်မလဲသူကျိုးနှစ်ချောင်းကိုပဲထောက်မယ် body ကိုအချစရာလိုသေးလားမလိုတော့ပါဘူးတဲ့ဒါဆိုရင်တက်စတာလေးတစ်ချောင်းယူလိုက်ပါတက်စတာနဲ့ကြာတော့ဆရာတို့ကဘိုးကိုသိရမှာလား မီးလင်းတာကိုပဲမြင်ရမှာလားမီးလင်းပါဘူးမီးလင်းပြီဆိုမှတော့ဘာထွက်လို့လဲဘိုးထွက်လို့โอเคအဲဆိုရင်အဲစီကီပြင်စာကျိုးနှစ်ချောင်းလုံးကိုဖြုတ်ပေးပါပဂရိတံမွေးကိုသိချင်ရင်ဘာလုပ်ပြီးတိုင်းမလဲဆော့ဖက်ဖြုတ်တိုင်းမယ်ဒါဆိုရင်ဇာတ်ကအနားမှာတစ်စတားလေးရှိတယ်လဲတစ်စတားလေးနဲ့ကောက်တိုင်းရတာပေါ့ဆက်ရှိတယ်လဲဆက်နဲ့ကြည့်ပေါ့မီတာရှိတယ်လဲမီတာနဲ့ကောက်တိုင်းပေါ့အဲ့တော့စီကီပြင်စာကိုတိုင်းပြီဆိုတော့ဟိုဟာစင်စာဘက်ကိုတိုင်းပါလား PCU ဘက်ကိုတိုင်းပါလားစင်စာဘက်ကိုတိုင်းတော့ကျိုးနှစ်ချောင်းတွေ့ရတယ်တစ်စတားတစ်ချောင်းကြိုက်တဲ့ဘက်ကိုညှက်ဒီစီမှာပေါင်းလို့လို့လားဟုတ်ပါဘူး ပုံတံပုံတိုင်းတာအပေါင်းလို့လို့လားမလို့နော်အခုကဆရာတို့ကဘောဘောဆရာတို့ AC ထွက်မထွက်ကိုတိုင်းတာပေါ့ဒါပေမဲ့ဖို့တော့မမြင်ရဘူးထွက်မထွက်ကိုတော့မီးလင်းရင်ထွက်မယ်မီးမလင်းရင် AC မထွက်လို့ဥကြီးဆက်တိုင်းမယ်ထောက်အောင်မယ်ပြီးတော့ရင်ကင်နေမယ်တစ်စားဦးဒီချာကြည့်ပါဒါတမမီးရအရောင်ဘယ်နှမျိုးရှိအပြာနဲ့အနီးရှိတယ်အပြာကြီးပဲထွက်လာအနီးကြီးပဲထွက်လာ ဆရာတို့ဒီမှာဒီတက်စတာဆရာတို့အခုသုံးပြီးတဲ့တက်စတာဒီအနီဆိုရင်အပေါင်းပေါ့အပြာဆိုရင်အနှုတ်ရယ်သင်္ကေတသဘောမျိုးမှတ်ထားတာပေါ့ဒါပေမဲ့အခုအနီရောအပြာရောဆိုတော့ဘာလို့လဲအပေါင်းရောအနှုတ်ရောဟုတ်ကဲ့ AC မှာအပေါင်းလုံးရှိလားမရှိလို့သူကမီးရောင်ဘယ်နှမျိုးလုံးထွက်နေလဲနှမျိုးလုံးထွက်နေပါလေဒါဆိုရင်အခုတက်စတာမှာမီးလင်းတာ AC ထွက်လို့လင်းတာလားမထွက်ဖက်နဲ့လင်းတာလားထွက်လို့လင်းတာပါထွက်တဲ့ဘူးဒီဘယ်နှဘူးအတိအကျသိကြရင်တော့ digital meter နဲ့ AC တိုင်းကြည့်ပါ digital meter မှာအလေကောင်မှာလှည့်တဲ့ဟာကြီးကိုဘာလို့ခေါ်လဲ selector selector ဆိုတာရွေးချယ်တဲ့အရာ AC တိုင်းကျင်တာဖြစ်တည်တော့ selector ကို AC နေရာကိုရွှေ့ပါ ဒီကောင်ကထွက်မှာဘယ်နှဖို့လောက်ပဲလဲ၃ဖို့လောက်ပဲဆိုတော့၆ဝါမှာထားမလား၂00မှာထားမလား200မှာထားပါမယ်တဲ့200မှာထားပါမယ်တဲ့200မှာထားပြီးရောတဲ့မီတာနဲ့ဆောက်ဘယ်ကျိုးတွေမှာပဲထောက်မလဲစင်စာကျိုးတွေမှာပဲထောက်မယ်တဲ့အဲ့တော့ဒီနေ့သားဆိုတော့တော့ဖွင့်စရာမလိုဘူးเนาะအဲဆိုတော့ကစ်ကိုပိုင်ပိုင်လေးနင်းကြည့်မယ် နဖို့နဖို့နဖို့ကျော်သုံးဖို့နီးပါးမထွက်ဘူးလားထွက်တယ်တဲ့ကာဗိုက်တာဘိန်းနေမှာဆိုရင်တော့ဆရာတို့ကတဖို့ကျော်ကျော်လောက်ပဲထွက်တယ်ဒီမှာကျတော့သုံးဖို့နီးပါးထွက်တယ်ဆိုတော့ဒီကောင်ကကာဗိုက်တာဘိန်းနဲ့ဆိုင်အေးစီထွက်တာပိုမများဘူးလားရပြီ Okay ဘာကြောင့်များလဲဆိုတော့သူ့မှာပါတဲ့တန်လိုက်ဘူးပါကာဗိုက်တာဘိန်းမှာကျတဖို့လေဒီမှာကျဟွန်တာမှာဆိုဘယ်နှဖို့တောင်ပါလဲဆိုတော့9ဖို့ပါတယ်ဟောရမာမှာဆိုများတော့ပဲ7ဖို့ပါနော်အဲ့တော့အင်ဂျင်တစ်ပတ်လေတိုင်းတန်လိုက်ဖို့9ဖို့ပါဘယ်လိုဖြတ်မှာလဲဖြတ်ကွင်ကိုဒီမှာ CKB စဉ်းစားဘာလို့မှာလဲဖြတ်မှာဖြစ်တဲ့အတွက်အကျဉ်းကြီးမများဘူးလားဒါကြောင့်သူ့ရဲ့ AC ထွက်တဲ့ line ကပို့ပြီးတော့များနေတာ ဟုတ်ပြီနော်ဒါဆိုရင်မီတာနဲ့လည်း AC ထွက်မှထွက်တည်သွားပြီတက်စတာနဲ့လည်း AC ထွက်မှထွက်ကိုလည်းတည်သွားပြီနောက်တစ်ခုက CKB စနာကိုဘာတိုင်းလို့ရသေးလဲအုံးတန်ဖို့တိုင်းလို့ရသေးတယ်ဆိုတော့ဆလလာကိုဘယ်မှာရွှေ့မလဲအုံးတန်ဖို့မှာရွှေ့မယ်တဲ့အုံးစကေးမှာရွှေ့မယ်တဲ့ရွှေ့တော့အုံးတန်ဖို့ဒီကောင်ကဘလောက်အောင်ပဲဘလောက်ဘသူ200အောက်200ထက်နည်းလားများလားများပါ200ထက်များတယ်ဒါပေမဲ့သားတို့ကတော့အရင်တိုင်းပြီးသားမို့လို့200ထက်များတယ်လို့သိတာပုံမှန်ပြုတ်ဝင်တိုက်ခဲ့တော့ကဆလလာကိုဘယ်မှာထားခဲ့လဲ200မှာထားခဲ့တယ်ဆရာတို့တိုင်းကြည့်မယ်200နဲ့တိုင်းကြည့်မယ်ဆရာဝေဆရာ ဟိုလိုလေးပေါ့နေရာနဲ့တိုင်းကြည့်မယ်အုံတန်မှုပြလားပြပါအဲ့ဒါကိုဆရာတို့ကအဒီဘင်းတော့နေရာနဲ့တိုင်းတော့120ပြတယ်ပေါ့ကွာအာဒါ CKB ကောင်းတယ်ပေါ့အာဒီမှာကျတော့1 and 1 and 5ဆန်ကေမှာတိုင်းလိုက်တော့နေရာနဲ့တိုင်းတော့မပြဘူးဆိုပြီးဒိုင်းဆိုပြီးတော့မကောင်းဘူးဆုံးပြမှာလားပြပါမှာပြပါသူ့ထက်များတဲ့ကောင်တွေကိုတစ်ချက်ချင်းလိုက်ရွှေ့ကြည့်မယ်နှစ်ထောင်မှာထားလိုက်တော့ဘယ်လောက်ဖြစ်လဲ240တော့သုံးနေပြောမနေပါနဲ့တော့240ပေါ့နော် 140ဝန်းကျင်လောက်အုံတံမှုမရှိဘူးလားရှိပါတယ်အကဲဒီဇိုင်းကဲမှာထားပါတော့ကွာဒီဖြတ်ဒီ CKB စင်စာကပျက်စီးသွားတာမျိုးနော်ဆိုရင်တခြားဖြတ်ကွင်နဲ့ဒီ CKB စင်စာနဲ့အစားထိုးမယ်ဆိုရင်ရမာ M select ကဟာနဲ့လည်းရတယ် F select ကဟာနဲ့လည်းရတယ်သူတို့မှလည်းဘယ်လိုလဲဆိုတော့အုံတံမှုက140ရှိတယ်အုံတံမှုကန့်ကြီးတဲ့ဟာတွေကိုတက်ပါဥပမာ EF ဆိုင်ကဲမှာအုံတံမှုမကြီးမတူညီတဲ့ဘလောက်ကွင်ကိုတက်မိရင်ဘာလောင်းလဲ ECU လောင်း ဒါကြောင့်အောင်းနိုင်မှုလည်းပါမယ်နော်ဒီနေ့ဒီလည်းတူလားမတူမတူသေးတဲ့အတွက်တကယ်အစားထိုးခြင်းရပါလို့တူတာနဲ့တက်မှရတူတာကိုတက်ခြင်းမှုအတွက်ဒီဆိုင်ငယ်မှာရှိတဲ့ဝနဲ့ဝန်လူပိုင်းဆိုင်ငယ်မှာရှိတဲ့ပဂရီအုံတံဘူငကူနဲ့အတိထားဖို့မလိုဘူးလားဟုတ်ပါဘူးမြင်ပြည့်ရကြီးရောက်လာရင်အဲ့ဆိုင်ငယ်မှာအုံတံဘူကမင်းတိုင်းလို့မသိမသိတော့မသိတော့အစားထိုးမယ်ထိုးတော့နေကငကူသူ့ရဲ့ပဂရီတံဘူလည်းမသိဘူးဖြစ်မလားမဖြစ်ဘူးငကူနဲ့ကဝနဲ့ဆိုင်ငယ်မှာ240လို့ရှိတယ်သူတို့တည်ရင်မင်းအစားထိုးမယ်ဆိုရင်240အုံတံဘူရှိတဲ့ CKB စနာကိုရှာတက်ရမယ် ဟုတ်ပြီနော်ဒါဆိုရင်မီတာနဲ့အုံတန်ကိုလည်းတိုင်းတက်ပြီ AC ထွက်မထွက်လည်းတိုင်းတက်ပြီကျိုးပြမပြက်လည်းတိုင်းတက်ပြီတက်စတာနဲ့လည်း AC ထွက်မထွက်ကိုတိုင်းတက်ပြီဆက်ထဲမှာလည်း engine speed ဆိုတဲ့နေရာလေးမှာလည်း CKB စင်စာကနေပြီးတော့ဒါ ECU အချက်ပြမှုရှိမရှိကိုကြည့်တက်သွားပြီအချက်ပြရင် RPM တက်မယ်အချက်မပြရင် RPM မတက်ဘူးဟုတ်ပြီလား CKB စင်စာသည်စီဖြန်းနှုန်းအတွက်အဓိကအရေးကြီးတာလားစက်နှုန်းချင်းအတွက်အဓိကအရေးကြီးတာလား စက်နိုးခြင်းအတွက် CKB စင်တာကဘာလဲစီဖြန်းရမယ်အချိန်ပလက်မီပေါအောင်မယ်အချိန်စီမံမော်တာလဲရမယ်အချိန်တွေကို ECU ကိုတည်မပို့ဘူးလားကိုလိုလဲ ECU ကဒီစီမံမော်တာတွေလိုအပ်တဲ့အနှုတ်ပလက်ကွန်တွေလိုအပ်တဲ့အနှုတ်နော်ဇယ်တွေလိုအပ်တဲ့အနှုတ်တွေထုတ်မပေးဘူးလားတိုင်မင်ကိုက်ထုတ်ပေးတယ်တဲ့အဲ့ဒါ CKB ပြန်ရင်နော်ဇယ်ပလက်ကွန်စီမံလုံးလုံးမလားလုံးမလုံးဘူးနော်နော်ဇယ်နဲ့စီမံကဘာလဲစီလိုက်ပလက်ကွန်ကမီလိုက်စံငယ်မှာစီမီလေးသုံးမျိုးအလုံးလုံးမှာနိုးပါလေလောက်တာတော့မှာစီမီလေးသုံးမျိုးကညင်ညွတ်မှာနိုးပါနော်အခုကငါ CKB ပြန်ရင်စီစီ ပန်းလည်းမလဲဘူးနော်ဇယ်လည်းမလဲဘူးပလမီလည်းမထပ်ဘူးဆိုဘယ်နှမျိုးလုံးမလုပ်ဘူးလေဘယ်နှမျိုးလုံးမလုပ်ဘူးဟိုလိုင်းနဲ့ပြောတာစီပန်းနဲ့နော်ဇယ်မှာတခုပဲလေစီလိုင်းလုံးမလုပ်တော့ဘလက်ကွန်ဆိုတော့မီလိုင်းလုံးမလုပ်တော့လေကြိုက်တဲ့လောက်ကောင်းနေပါစေမှန်နေပါစေစီနယ်မီကမရောက်ရင်လုံးလုံးမလားမလုံးဘူးမလို့မလားမလို့ဒါကြောင့် client စင်တာပြည့်ရင်ဆန်ငယ်လုံးဝဆန်မနှုံးနိုင်တော့ပြဿနာနဲ့ကြုံတွေ့နိုင်တယ်ဒါလေးကတော့ဝါဒိုင်ဝါဒူဖိုင်မှာရှိတဲ့ client စင်တာလေးနဲ့ပတ်သက်ပြီးတော့စာရွေးလက်တွေ့ကျွန်တော်ရဲ့ online တင်နာတွေအတွက်ကိုခြေခံ business သမားတွေအတွက်ကိုရည်ရွယ်ပြီးတော့တင် जा ပေးခဲ့ခြင်းဖြစ်ပါတယ်ဒါလေးကတော့ ကြေးဆိုင်ငယ်ကတိုင်းဆန်နဲ့ပတ်သက်ပြီးတော့အဲဒါတက်လာတဲ့နေ့ကျုံလာတဲ့နေ့မှာတန်တရားရှိတဲ့နေ့မှာစစ်စေးပုံစစ်စေးနီးတိုင်းတာပုံတိုင်းတာနီးစာရေးလက်တွေနှမျိုးပေါင်းဆက်တင် जा ပေးခြင်းဖြစ်ပါတယ်တဲ့နော်အဲတော့နောက်ပြင်ကန်းစာဒီမှာကတော့စင်သာရှင်မျိုးရှိတဲ့နေရာနေမှာအခုကက ECD စင်သာ EOD စင်သာနဲ့ဒီကတိုင်းစင်သာပြီးသွားပြီဆိုတော့အဲနောက်ကျွန်တော်တို့6မျိုးကြံနေတယ်ပေါ့နော်အဲ6မျိုးကိုလည်းအခုလိုမျိုးပဲစာရေးလက်တွေနှမျိုးပေါင်းပြီးတော့တင် जा ပေးပါမယ်ဝင်လိုက်တဲ့တန်တဲ့အချိန်ကဘေးစစ်တင်တဲ့သားတွေကဒီဗီဒီယိုတွေကိုအစအဆုံးကြည့်ပြီးတော့ဆုံးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ